这就是你所谓的还治之道。昆明山烟的没有加大呢，那些来玩工业机的窟窿啊，呸呸，正好照应家吧的。ဝင်းရင်ဘိမ့်မရဲ့နန်တော်တခင်ဟွန်မင်းရှန်ကကျဲငါးပွင့်အလေအဆင့်တိုင်းတော်စဉ်တယောက်ဖြစ်ပါလေ။စေးကျောင်းဆောင်ရဲ့ပထမအကြီးကဲအဆင့်ကိုမော်စေးပညာရှင်သူကတော့ဝင်းရင်ဘိမ့်မန်ကြီးရဲ့ဒုနန်တော်တခင်ဖြစ်ပြီးကနဦးကျဲသုံးပွင့်တိုင်းတော်စဉ်အဆင့်မှာရှိနေတဲ့လူတယောက်ပါ။အားလုံးပဲမင်္ဂလာပါ။ နေ့မှာဆိုရင်တော့ episode 193ကို review လုပ်ပေးတော့မှာဖြစ်ပါတယ်။ဒါဆိုရင်တော့ video လေးစလိုက်ကြအောင်။ဒီမှာမြင်တွေ့နေရတဲ့ကုယိုးကအပြစ်ပေးခံရတဲ့အခါကုယိုးကိုအပြစ်ပေးနေတဲ့သူကတော့ဝိညာဉ်ဗိမ္မာန်ရဲ့နန်းတော်သခင်ဖြစ်တဲ့ဝိမင်ရှမ်းပါ။သူကတော့ဝိညာဉ်ဗိမ္မာန်ကြီးတစ်ခုလုံးရဲ့အရှင်သခင်ဖြစ်ပါတယ်။ရှောင်းဝမ်းကိုနှစ်ပေါင်းများစွာဖိအားပေးလာခဲ့တဲ့ဝိညာဉ်ဗိမ္မာန်ကြီးရဲ့အရှင်သခင်ပါ။ လက်ရှိချိန်မှာကုယိုးကကြဲကြွေဆိုင်ကိုမဖြတ်စည်းနိုင်တဲ့အပြင်ကြဲကြွေဆိုင်ကနေသူတော်စင်တယောက်ကမွေးဖွားလာတဲ့အတွက်သူကအတော်လေးဥမာဒေါသဖြစ်နေပါတယ်။ဒါကြောင့်မလို့သူကကုယိုးကိုအပြစ်ပေးနေရပါ သူ့အတွက်ရှောင်းဝန်းကိုတတ်ရတာလွယ်ကူပေမဲ့သူကရှောင်းဝန်းကိုကိုယ်တိုင်ကိုကြတွားရောက်ပြီးတိုက်ခိုက်လို့မရတဲ့အသားစီးတွေဟာရှိနေပါတယ်။ဒါကြောင့်ဝိမိန်ရှမ်းအနေနဲ့သူ့ရဲ့လောက်အောင်ငယ်သားရဲ့အတုံးမချမှုအပေါ်သူကအတော်လေးဥမာဒေါသထွက်နေပြီးကုယိုးကိုဒီမှာအပြစ်ပေးနေရပါ ဝင်းညင်ဘိမ့်မန်ရဲ့နန်းတော်သခင်ဟွန်မင်ရှန်ကကျဲငါးပွင့်အလဲအစင်တိုင်းသူတော်စင်တယောက်ဖြစ်ပါလေကျဲငါးပွင့်တိုင်းသူတော်စင်မှာကျဲငါးပွင့်အလဲအစင်တိုင်းသူတော်စင်တယောက်ပါကျဲငါးပွင့်တိုင်းသူတော်စင်ဆိုတာဒိုချီကုန်းမြစ်တစ်ခုလုံးလှုပ်ခတ်ဖို့အတွက်လုံလောက်တဲ့ခွန်အားရှိနေတဲ့သူပါ ခွေမင်းရှမ်းကတချိန်ကလေပိုင်းကုန်းမြေမှာသူကရက်ဆက်မှုနဲ့ကြော်ကြားခဲ့တဲ့လူပါသူသွားတဲ့နေရာတိုင်းမှာအစုံမဲ့တည်ဆုံခြင်းနေရာသာပြည့်နေနေခဲ့ပြီးသူ့ရဲ့နာမည်ကိုသွေးနဲ့တိဆောက်ထားခဲ့ရပါခွေမင်းရှမ်းရဲ့နာမည်ကိုကြားတာနဲ့လက်ရှိလေပိုင်းကုန်းမြေကြီးတစ်ခုလုံးကဖိဖိတုံအောင်ကြောက်လန့်ကြပါလေ ွေမိန်ရှာတက်ဖြတ်ချင်းနဆိုးတပားလိုပဲသူကအလဲပိုင်းကုမြေတစ်ခုလုံးမှာမစုံနိုင်တဲ့တက်ဖြတ်မှုတွေကိုလှုပ်ခဲ့ဘူးပါလေဒါကြောင့်မလို့လေဝိညာဉ်ဗိမှန်ဆိုတဲ့နာမည်ကိုချားတာနဲ့အလဲပိုင်းကုမြေတစ်ခုလုံးကဖိဖိတုံကိုကြောက်လန့်နေကြတာပါအရာအလုံးကတော့ခွေမိန်ရှာရဲ့တည်ရှိမှုကြောက်ပါပဲခွေမိန်ရှာရဲ့တည်ရှိမှုကြီးရပဲဝိညာဉ်ဗိမှန်ကိုအလဲပိုင်းကုမြေကြီးတစ်ခုလုံးမှာနံပါတ်1အင်အားစုနေရာမှာရှိနေစေခဲ့တာပါအလို့ဖင်းအောင်လုံနိုင်ဖို့အတွက်သူ့မှာအရေးချင်းတဲ့စွန့်ရင်ကလည်းတကယ်ကိုမှရှိနေပါတယ်။သူကကျယ်ငါးပွင့်တိုင်းသူတော်စင်အလဲအစေးပညာရှင်တယောက်ပါ။ ဒါအပြင်မှာသူ့ရဲ့စိတ်ဝိညာဉ်ကလည်းပြေစုံကိုကောင်းကင်အခြေအနေကိုရောက်ရှိနေတဲ့သူပါအရင်ဗီဒီယိုမှာကျွန်တော်ရှင်းပြခဲ့ပူပါတယ်ရောက်ချမ်းရဲ့စိတ်ဝိညာဉ်ကကောင်းကင်အခြေအနေရဲ့အထွန်းထဲကိုရောက်နေပြီးပြေစုံကိုအခြေအနေကိုဝင်ရောက်တော့မဲ့အခြေအနေမှာရှိနေတာပါဒါပေမဲ့ရောက်ချမ်းကပြေစုံကောင်းကင်အခြေအနေကိုဝင်ရောက်တော့မဲ့အခြေအနေမှာရှိနေတဲ့အတွက်သူနဲ့အဆင့်တူပညာရှင်နှစ်ယောက်ဖြစ်တဲ့သူတော်စင်တပိုင်းအဆင့်ပညာရှင်နှစ်ယောက်ကိုရောက်ချမ်းကလေဟာနဲ့လောကငယ်ကိုဖွင့်လှစ်ပြီးခနာတာဖိနေနိုင်ခဲ့တာကိုလည်းအားလုံးကမြင်တွေ့ရမှာပါဒါကတော့စိတ်ဝိညာဉ်စွမ်းရည်ရဲ့အစွမ်းပါ ဒါပေမဲ့ရောက်ချမ်းအဲ့ဒီအချိန်မှာကောင်းကင်အစဉ်စိတ်ဝိညာဉ်ပဲရှိသေးတာပါသူကပြေစုံကောင်းကင်အစဉ်စိတ်ဝိညာဉ်အခြေအနေကိုရောက်လို့နီးပါအခြေအနေမှာသာရှိနေသေးတဲ့လူတစ်ယောက်ပါဒါပေမဲ့အခုပြောနေတဲ့ဝိညာဉ်ဘိမှန်ရဲ့နန်းတော်တခင်ကတော့ပြေစုံကောင်းကင်စိတ်ဝိညာဉ်အခြေအနေကိုရောက်ရှိနေတဲ့လူပါပြေစုံကောင်းကင်စိတ်ဝိညာဉ်အခြေအနေကိုရောက်ရှိနေတယ်ဆိုပြီးတော့ဝိညာဉ်ဘိမှန်ရဲ့နန်းတော်တခင်ကိုမှော်ဆေးပညာရှင်လို့ထင်လိုက်မယ်ဆိုရင်တော့အားလုံးကမှားသွားပါပြီဝိညာဉ်ဘိမှန်ရဲ့နန်းတော်တခင်ကမှော်ဆေးပညာရှင်တယောက်မဟုတ်ပါဘူးဒါပေမဲ့သူကမှော်ဆေးပညာရှင်တိုင်းရဲ့အဓိကလိုအပ်ချက်ဖြစ်တဲ့စိတ်ဝိ ွင့်ညစ်အခြေအနေမှာသူကပြေးစုံကောင်းငင်အခြေအနေကိုတော့ရောက်ရှိနေတဲ့သူတယောက်ပါအဲ့လိုဖြစ်တာကလေဝိညာဉ်ဘိမှန်ရဲ့နမယပါလေဝိညာဉ်ဘိမှန်ဝိညာဉ်ဘိမှန်ဆိုမှတော့ဝိညာဉ်ဘိမှန်ရဲ့အစောပိုင်းကာလတွေစပေါ်လာတဲ့အချိန်မှာသူတို့ကဝိညာဉ်တွေကိုလိုက်လံဖန်ဆီးတာကိုအလုံးကမြင်တွေ့ရမှာပါဝိညာဉ်ဘိမှန်ကအဲ့လိုဝိညာဉ်တွေကိုဖန်ဆီးတဲ့ယူရချက်ကတစ်ခုပဲရှိပါတယ်အဲ့အရာကတော့သူတို့ရဲ့စိတ်ဝိညာဉ်အခြေအနေကိုမြင့်တင်နိုင်ဖို့အတွက်ပါ ဒါပေမဲ့ဝိညာဉ်တွေကိုဖန်ဆီးတဲ့လောက်ရက်ကအတော်လေးဟိုမှာရက်ဆက်တဲ့လောက်ရက်ဖြစ်ပြီးအလဲပိုင်းကုန်းမြစ်တစ်ခုလုံးမှာဝိညာဉ်ဘိမ့်မှန်တစ်ခုလေးရတာလှုပ်ဆောင်နေအရာပါဒါပေမဲ့လည်းဝိညာဉ်ဘိမ့်မှန်ရဲ့ရက်ဆက်မှုအပေါ်ဘသူကမှမေးခွန်းမထုတ်ရကြပါဘူးဘာလို့လဲဆိုတော့ဝိညာဉ်ဘိမ့်မှန်ကသူတို့မေးခွန်းမထုတ်နိုင်တဲ့စွမ်းရည်မျိုးကလည်းရှိနေလို့ပါဒါပေမဲ့ဝိညာဉ်ဘိမ့်မှန်ကပေါ်ပေါ်ထင်ကြီးတော့အလဲပိုင်းကုန်းမြစ်တစ်ခုလုံးကိုရှင်းလင်းပြီးတော့ဝိညာဉ်တွေကိုစုဆောင်းတာမျိုးတော့လုပ်လို့မရပါဘူးအဲ့လိုလုပ်မယ်ဆိုရင်တော့အခြားရှေးအောင်ကလန်တွေကငြိမ်နေမှာမဟုတ်ပါဘူး ဒါကြောင့်မလို့သူတို့ကတူတူတိတ်နဲ့သူတို့ကစစ်ပွဲတွေကိုစတင်ခဲ့ပြီးဝင်းညင်းတွေကိုစုဆောင်းမှုအတွက်သာကြိုးပမ်းခဲ့တာပါဒါတွေကိုဗမာတွေ့ရမလဲဆိုရင်ရွှေလန်ခိုင်းရဲ့တိုက်ပွဲကိုပြန်သွားကြည့်ပါအစောက်ရှောက်ဘူကရွင်ရှမ်းနဲ့အပေးယူလုပ်ပြီးရွင်ရှမ်းကိုထိန်းချုပ်ထားချိန်မှာသူ့ရဲ့ယူဝဲချက်ကတော့ဝင်းညင်းတွေကိုဖမ်းဆီးဖို့ပါသူကတက်နိုင်တဲ့လောက်ဝင်းညင်းတွေကိုဖမ်းဆီးဖို့ပါဒါအပြင်ရှောင်းဝမ်ကမဟူရနေမျိုးသွားတဲ့ချိန်မှာဝင်းညင်းဗိမ့်မှန်အစောက်ရှောက်တယောက်ကဝင်းညင်းတွေကိုလိုက်လံဖမ်းဆီးတဲ့အခန်းကိုလည်းအားလုံးကမှတ်မိကြမှာပါ ဒါအပြင်ဟိုမှာဂျာမန်နိုင်ငံမှာစစ်ပွဲကြီးကိုစတင်တဲ့အချိန်နံပါတ်6ကောင်းကင်ဝိဇာပြောခဲ့တဲ့စကားကိုလည်းအလုံးကမှတ်မိကြမယ်လို့ထင်ပါတယ်။လူတွေမများသိလေလေသူတို့အတွက်ပို့ပြီးတော့အကျိုးရှိလေပဲဆိုပြီးတော့ပြောခဲ့တဲ့စကားပါ။သူတို့ကဒီစစ်ပွဲကြီးကိုစတင်ရတာရွေချက်တစ်ခုပဲရှိပါတယ်။သူတို့အတွက်ဝိညာဉ်တွေကိုပို့ပြီးတော့စုဆောင်းနိုင်အောင်လို့ပါ။ဝိညာဉ်တွေပို့ပြီးတော့စုဆောင်းနိုင်လေလေသူတို့အတွက်အကျိုးမြတ်ကပို့ပြီးတော့များလေလေပါ။အဲ့လိုဝိညာဉ်တွေကိုစုဆောင်းရတဲ့ဝိညာဉ်ဗိမ္မာန်ရွေချက်ကတော့တစ်ခုပဲရှိပါတယ်။အဲ့ဒါကတော့သူတို့ရဲ့စိတ်ဝိညာဉ်အခြေအနေကိုတိုးမြင့်ဖို့ပါ။ ဒါပေမဲ့လည်းအဲ့လိုစိတ်ဝိညာဉ်အခြေအနေကိုတုံ့ပြန်ဖို့အခက်ခဲရအတော်လေးဦးမှာခက်ခဲပါတယ်ဝိညာဉ်ဘိမှန်ရဲ့နန်းတော်သခင်ဟာနှစ်ပေါင်းအများစွာဝိညာဉ်တွေကိုဖန်ဆီးပြီးတော့သူ့ရဲ့စိတ်ဝိညာဉ်အခြေအနေကိုမြင့်တင်ခဲတာတော့မှသူကလက်ရှိမှာပြည့်စုံကောင်းကင်အခြေအနေကိုသာရောက်ရှိသေးတာပါဒါနာယီလာဧကရစ်စိတ်ဝိညာဉ်အဆင့်ကိုသူကရောက်ရှိသေးတာမဟုတ်ပါဘူးဒါနာယီလာဧကရစ်စိတ်ဝိညာဉ်နဖျားစိတ်ဝိညာဉ်အဆင့်ကိုရောက်ရှိနေတဲ့သူကဒိုချီကုံးမြေကြီးတစ်ခုလုံးမှာလက်ငါးချောင်းတော့မပြည့်ပါဘူး ဒါပေမဲ့အဲ့လငါးချောင်းမပြည့်တဲ့အထဲမှာမှရှောင်းဝင်ရဲ့ဘိုးဘေးကြီးရှောက်ရွှန်းအစ်ကရစ်စိတ်ဝိညာဉ်အစင်းကိုရောက်ရှိနေတဲ့ဒူဘေထဲကတူပါဒါပေမဲ့ဒီနေရာမှာတစ်ဖက်ရှင်းပြချင်တာရှောက်ရွှန်းကလည်းမော့ဆေးပညာရှင်တယောက်မဟုတ်ပါဘူးဒါပေမဲ့သူကဘာလို့အစ်ကရစ်စိတ်ဝိညာဉ်အစင်းရှိနေရလဲ ဒါကတော့ရိုးရှင်းပါလေရှောက်ရွှမ်းတို့လိုလောကကြီးရဲ့အထွန်းထိပ်ကျဲကိုပွင့်တိုင်းသူတို့စဉ်အထွန်းထိပ်ကိုရောက်ရှိသွားတဲ့အချိန်မှာဒိုချီဆွမ်းရဲ့လေကျင်းမှုတွေဟာသူတို့အတွက်ဘာအကျိုးတရားမှုမှမရှိတော့ပါဘူးအဲ့ဒီအတွက်ကြောင့်မလို့နှစ်ထောင်ပေါင်းများစွာအချိန်ပေးပြီးသူတို့ကစိတ်ဝိညာဉ်ကိုပြိုးထောင်ပြီးတော့လေကျင်းမှုတွေကိုသာပြုလုပ်ခဲ့ကြပါတယ်ဒါကြောင့်မလို့သူတို့ရဲ့စိတ်ဝိညာဉ်တွေဟာဧကရစိတ်ဝိညာဉ်အစင်းထိကိုရောက်ရှိနိုင်ခဲ့ကြတာပါအဲ့လိုရောက်ရှိဖို့အတွက်ကလည်းသူတို့ကနှစ်ပေါင်းထောင်နဲ့ချီပြီးတော့ကျင့်ကြံမှုတွေကိုပြုလုပ်ခဲ့ရပါတယ်ဒါကလည်းလွယ်ကူတဲ့အရာတော့ဟုတ်မနေပါဘူး ဒါတွေကိုကြည့်မဲ့ဆိုရင်စိတ်ဝိညာဉ်အဆင်တက်ဖို့ကလည်းဘလောက်ထိခက်ခဲလဲဆိုတာကိုအားလုံးကတွေ့ရမှာပါဘလို့ပဲဖြစ်ဖြစ်ဝိညာဉ်ဗိမ္မာန်လို့ဖြစ်လန်းနီးကလူတိုင်းကတုံးနေတဲ့အရာတော့မဟုတ်ပါဘူးဝိညာဉ်ဗိမ္မာန်ကအဲ့လိုဖြစ်လန်းနီးကိုတုံးနာအောင်ပါဝိညာဉ်ဗိမ္မာန်ရဲ့နန်းတော်သခင်ဖြစ်တဲ့ဝိမေရှန်အောင်ပါပြည်စုံကောင်းငင်အခြေအနေမှာသာရှိနေသေးတာပါသူတော်မှဧကရေးစိတ်ဝိညာဉ်အခြေအနေကိုလုံးဝမရောက်သေးပါဘူးဝိမေရှန်ပြီးတော့ဒီဘက်ဘေးကစာအုပ်ကင်ထားတဲ့တယောက်သူကတော့ဝိညာဉ်ဗိမ္မာန်ကြီးရဲ့ဒုနန်းတော်သခင်ဖြစ်ပြီး ကနဦးကျဲသုံးပွင့်တိုင်းတော်စင်အစိမ်မှာရှိနေတဲ့လူတယောက်ပါဒီမှာရှိနေတဲ့သူတို့နှစ်ယောက်သူတို့နှစ်ယောက်လုံးဝဆိုရင်တော့ဝိညာဉ်ဗိမ့်မှန်မှာဩဇာအာဏာအကြီးမားဆုံးသူတွေဖြစ်ပြီးဝိညာဉ်ဗိမ့်မှန်တစ်ခုလုံးကိုထိန်းချုပ်ပိုင်ခွင့်ရှိနေတဲ့လူနှစ်ယောက်လည်းဖြစ်ပါတယ်ပြီးတော့ဓာအပြင်ကမှသူတို့နှစ်ယောက်စလုံးကခွေမျိုးနဲ့ဇူထဲမှနော်မှာအဆင့်တန်မြင့်မာကြတဲ့လူတွေပါဒီနေရာမှာတစ်ဖက်စပိုင်လာအနေငယ်ကိုပြပြပေးချင်ပါတယ် ဝိညာဉ်ဘိမှန်ကဘလောက်ထိအစွမ်းထက်လဲဆိုတော့အားလုံးကရှောင်းဝင်းခီးလန်းတလျှောက်လုံးမှာမြည်တွေးခဲ့ရမှာပါ။ဒါပေမဲ့အဲ့ဒီဝိညာဉ်ဘိမှန်ဆိုတာကြီးကခွေမျိုးနဲ့ဇူကနေတီထောင်ထားတဲ့အခွဲလေးတစ်ခုပါပဲ။လက်ရှိမှာမြည်တွေးနေရတဲ့ဝိညာဉ်ဘိမှန်ရဲ့နန်းတော်သခင်နဲ့ဒုနန်းတော်သခင်နှစ်ယောက်လုံးကခွေမျိုးနဲ့ဇူထဲမှာဆိုရင်သူတို့ကအကြီးကဲအဆင့်သာရှိနေတာပါ။ခွေမျိုးနဲ့ဇူထဲမှာသူတို့ကဘာမှမဟုတ်ကြသေးပါဘူး။သူတို့ရဲ့အထက်မှာအဆင့်မြင့်အကြီးကဲတွေခွေမျိုးနဲ့ဇူရဲ့ဘိုးဘေးတွေခွေမျိုးနဲ့ဇူရဲ့ကလန်ခေါင်းဆောင်တွေအများကြီးဥမှာရှိနေပါသေးတယ်။ ဒီခမ်းမှာတော့ဝိညာဉ်ဗိမှန်သခင်ရဲ့ဒေါသကိုအတူနန်းတော်သခင်ကဝင်ရောက်ဖြောင်းဖြပြီးရှောင်းရင်ကအခြေခံအုတ်မြစ်မတည်ငြိမ်သေးတာမလို့ရှောင်းဝမ်တို့ကိုဒီနေရာမှာပဲရက်တန့်သွားအောင်လို့သူတို့ကလုံနိုင်တယ်လို့ပြောခဲ့ပါတယ်ဒီမှာသူတို့ပြောတဲ့အခြေခံအုတ်မြစ်ဆိုတာရှောင်းဝမ်ကဘောဒီနှလုံးသားကိုတန်းစင်ပြီးတော့အဆင့်တက်လာလို့သူ့ရဲ့အခြေခံအုတ်မြစ်ကိုပြောနေရမှာပေါ့သူတို့ကရှောင်းဝမ်တို့ရဲ့နောက်ခံကြဲကြွေဆိုင်ရဲ့အခြေခံအုတ်မြစ်ကြီးကိုပြောနေရပါလက်ရှိအချိန်မှာရှောင်းဝမ်တို့ကလုံအောင်မှာစိုးရတဲ့အချိန်မှာရှိနေရပါရှောင်းဝမ်ကသူတော်စင်ဖြစ်လာတယ်ဆိုပေမဲ့လေသူတို့ဘက်မှာအင်အားစုအနေနဲ့ဆိုရင် 爸妈心里跑。 ကျေတဝင်းတိုင်းသူတော်စင်အစဉ်ရှောင်းဝမ်းနဲ့အစင်းမြင့်သူတော်စင်တပိုင်းအစဉ်ရောက်ချမ်းလို့ဝါတာရှိနေတာပါသူတော်စင်မဟုတ်တဲ့သူတွေကဝိညာဉ်ဘိမှန်ရဲ့မျက်လုံးထဲမှာဘာမှတန်မှုမရှိတဲ့ပျောစိတ်တွေတတ်တတ်ပါပဲဒါပေမဲ့သူတို့မသိတာရှောင်းဝမ်းတို့ကလည်းတစ်ဖက်မှာမဟာမိတ်အတွက်အားလုံးကိုပြင်ဆင်နေကြပါပြီရှောင်းဝမ်းနဲ့ရောက်ချမ်းကလည်းညံနေတဲ့သူတွေမဟုတ်ပါဘူးသူတို့ရဲ့အခြေခံအုံမြစ်ကမတည်ငြိမ်တာကိုသူတို့ကသိပါတယ်ဒါကြောင့်မလို့မင်းဟဲမဟာမိတ်ကသူတို့ကိုလာတိုက်တဲ့အချိန်မှာသူတို့ကမင်းဟဲမဟာမိတ်ရဲ့မဟာမိတ်ဖွဲ့စည်းပုံကိုအခြေခံယူပြီးတော့မဟာမိတ်တစ်ခုကိုတီထောင်ဖို့အတွက်ဆုံးဖြတ်ခဲ့ကြ လာပါပြီးခဲ့တဲ့အပိုင်းမှာရှောင်းဝန်ကကြက်ကြွေးဆိုင်ကိုကယ်တင်ခဲ့ပြီးသူကရန်ညိုးဟောင်းလေးကိုတုတ်တင်ခဲ့ပါတယ်အဲ့နောက်မှာလေလျက်စီးဆိုင်ကိုကိုတိုင်ဖျက်ဆီးခဲ့တယ်လို့ရေခဲမြစ်တောင်ကြားကိုလည်းကြက်ကြွေးဆိုင်ရဲ့အင်အားအလုံးကြီးနဲ့ဖြုတ်ခွင်းခဲ့ပါတယ်ဒီနေရာမှာရေခဲမြစ်တောင်ကြားကိုရှောင်းဝန်ကအပီးတိုင်ဖြည့်ရှင်းပြီးွားပါပြီရေခဲမြစ်တောင်ကြားနေမှာကပဲထင်းမင်းခိုင်းို့ပါဒိုချီကုန်းမြစ်ကြီးကနေအပီးတိုင်ပြောက်ွက်သွားအောင်ရှောင်းဝန်ကဖယ်ရှားခဲ့ပြီးပါပြီ ဒါရီကရှောင်းဝမ်းကိုတိုင်သွားပြီးတော့လုခဲ့တာမဟုတ်ပဲကြဲကြွေဆိုင်ကအကြီးကဲတွေကိုဒါလွတ်လိုက်တာပါဘာလို့လဲဆိုတော့ထေမင်ခိုင်းတို့ရေခဲမြစ်တောင်ချားတို့မှာသူတို့ရဲ့အင်အားအလုံးကြီးအလုံးကဆုံးရှုံးသွားပြီမို့လို့ပါ သူတို့ရဲ့ကြံရှိနေတဲ့အင်အားတွေဟာကြဲကြွေဆန်ရဲ့အင်အားစုတော့ရင်ဆိုင်နေတာမဟုတ်ပါဘူး။အဲဒီလိုအင်အားစုလေးတွေကိုဖြုတ်ခွင်းဖို့အတွက်ရှောင်းဝမ်းကိုတိုင်ကလှုပ်ရှားနေဖို့အတွက်မလိုအပ်ပါဘူး။ဒါကြောင့်မို့လို့လက်ရှိချိန်မှာလေလျာစီးဆန်ရေထယ်မင်ကိုင်းရေခဲမြစ်တောင်ကြားနဲ့ရေခဲမြစ်တောင်ကြားတို့ဘက်ကနေပူပေါင်းခဲ့တဲ့အလေပိုင်းကုန်းမြေဟာအင်အားစုမှန်သမျှကြဲကြွေဆန်ကိုတိုက်ခိုက်ဖို့အတွက်ကြံစီခဲ့တဲ့အင်အားစုမှန်သမျှအလေပိုင်းကုန်းမြေကနေပြီးတော့အပီးတိုင်းပျောက်ကွယ်သွားခဲ့ပါပြီ။ဒါကတော့ကြဲကြွေဆန်ရဲ့လက်တော့ပြန်ခြင်းမှာ အဲ့နောက်မှာတော့ရှောင်းဝမ်းတဲ့ယောက်ချမ်းကသူတို့တဖက်လူကလာတိုက်တဲ့အချိန်မှာမင်းဟဲမဟာမိတ်အဲ့မင်းဟဲမဟာမိတ်ကြောင့်သူတို့ကအကြံဉာဏ်တစ်ခုကိုတွေးမိသွားပါတယ်သူတို့ကသာမဟာမိတ်ဖွဲ့စည်းလိုက်ရင်ဝိညာဉ်ဘိမ့်မံကိုရင်ဆိုင်ဖို့အတွက်အင်အားရှိလာနိုင်မယ်လို့တွေးမိသွားပါတယ်ဒါကြောင့်မလို့ရှောင်းဝမ်းတဲ့ယောက်ချမ်းသူတို့ဆရာတပည့်နှစ်ယောက်ကမဟာမိတ်ဖွဲ့ဖို့အတွက်စီစဉ်ခဲ့ပြီးလိုအပ်တာတွေအားလုံးကိုပြင်ဆင်ပြီးတော့မဟာမိတ်ဖိတ်စာတွေကိုပန်းခိုင်း မီးရန်တောင်ကြားအဲ့တုံးခုလုံးကိုပို့ပေးခဲ့ပါတယ်။ရောက်ချမ်းမီးရန်တောင်ကြားမှာပုံခွက်နေတဲ့ကျဲနှပွင့်တိုင်းသူတော်စင်အစင်ဘိုးဘေးကြီးကရှိနေတယ်ဆိုတာသူကသိပါတယ်။အဲ့ဒီအတိုင်းပဲပန်းကိုင်းမှာလည်းသူတော်စင်ဒပိုင်းအစင်ပညာရှင်ကရှိတယ်ဆိုတာရောက်ချမ်းကသိပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့ရောက်ချမ်းကမဟာမိတ်ဖွဲ့ဖို့စီစဉ်တဲ့အခါမီးရန်တောင်ကြားနဲ့ပန်းကိုင်းကိုသူကအဓိကမဟာမိတ်ဖိတ်ဆောက်ကိုပို့ခဲ့တာပါ။ မီးရန်တောင်ကြားမီးရန်တောင်ကြားရဲ့အကြောင်းတော့မဟာမိတ်တီထောင်ခြင်းဆိုတဲ့ဗီဒီယိုမှာကျွန်တော်အများကြီးရှင်းပြခဲ့တာမလို့ဒီဗီဒီယိုမှာတော့အများကြီးကိုမပြောပြတော့ပါဘူးသူတို့ရဲ့လက်ရှိရောက်ရှိနေတဲ့အဆင့်အနည်းနဲ့အကြောင်းအရာအနည်းငယ်ကိုပဲပြောပြပေးသွားပါမယ်လက်ရှိမှာထန်ကျန်းကတော့သူကကျဲ9ပွင့်ကျဲ10ပွင့်တိုင်းဝိစာအဆင့်ကိုရောက်ရှိနေလောက်ပါပြီထန်ဟိုဟာကတော့လက်ရှိချိန်ထိတိုင်းဝိစာအဆင့်ကိုမရောက်သေးပါဘူးဒါပေမဲ့သူ့ရဲ့အဆင့်ကအနှိမ့်ဆုံးကျဲ10ပွင့်ကျဲ9ပွင့်ဒုစုံအဆင့်မှာရှိနေလောက်ပါမယ်သူကမူချင်းလွတ်ထန်နေကြမှာတော့မဟုတ်ပါဘူး နောက်ပြီးတော့မီးရန်တောင်ချားရဲ့ဘိုးဘေးကြီးဟော်ယွင်း ဘိုးဘေးကြီးဟော်ရင်ကတော့ကျင်နှပွင့်တိုင်းတော်စင်မှာသူကရှောင်းဝဲရဲ့စကားတခုကြောက်တာမဟာမိတ်ကိုလက်ခံခဲ့တာပါရှောင်းဝန်းကသူ့ကိုမဟာမိတ်ကိုဝင်တီဖြစ်စေမွေဦးဖြစ်စေသူ့ရဲ့ယောဂကိုကုသပေးမယ်ဆိုတဲ့စကားတခုကြောက်တာသူကမဟာမိတ်ကိုလက်ခံလိုက်တာပါ ပြောရမယ်ဆိုရင်တော့သူကရှောင်းဝဲရဲ့စိတ်ဓာတ်ကိုသဘောကျလို့ဒီမဟာမိတ်နဲ့ပူးပေါင်းရင်သူတို့အတွက်စိုးကြိုးမရှိဘူးဆိုတော့သူကတီးလို့မဟာမိတ်ကိုလက်ခံလိုက်တာပါပြီးတော့ရှောင်းဝန်းကဘလောက်အသက်ငယ်လေးနဲ့တိုင်းတော်စင်ဖြစ်လာတဲ့အတွက်သူကရှောင်းဝဲရဲ့အနာဂတ်အလားအလာကိုမျှော်မှန်းကြည့်ပြီးတော့လောင်းချီထက်လိုက်တာပါ ဒါကြောင့်မလို့လေဘိုးဘေးဟိုရင်ကဝိညာဉ်ဘိမ့်မဲ့ကိုရင်ဆိုင်ဖို့အတွက်ဆုံးဖြတ်လိုက်တာပါ။နောက်ပြီးတော့ပန်းကိုင်းဒီမှာပန်းကိုင်းရဲ့အချိန်တွေကအတော်လေးကိုစုပ်ပြတ်တက်နေတာကိုအားလုံးကမြင်တွေ့ရမှာပါ။ဒါကဘာဖြစ်လို့လဲဆိုတော့တစ်ဖက်မှာမင်းဟဲမဟာမိတ်က ကြွေကြွေဆိုင်ကိုအပီးတိုင်းဖြက်စီးဖို့အတွက်လုပ်တဲ့အချိန်မှာသူတို့ကအရာအလုံးကိုပြင်ဆင်ခဲ့ပါတယ်။ဒါကြောင့်မလို့ပန်းကိုင်းတဲ့ကြွေကြွေဆိုင်ရဲ့ဆက်ဆံရေးကိုသူတို့ကသိပါတယ်။ပန်းကိုင်းတဲ့ကြွေကြွေဆိုင်ကအရင်ကမဟာမိတ်လိုဖြစ်နေခဲ့တာပါ။ဒါကြောင့်မလို့တဖက်မှာဝင်းညင်ဗိမ့်မှန်ရဲ့အင်အားစုတွေကပန်းကိုင်းကိုလာရောက်ပြီးတော့တိုက်ခိုက်ကြပါတယ်။ဒါကြောင့်ပန်းကိုင်းအနေနဲ့သူတို့ရဲ့အခြေအနေရအောင်ကာကွယ်ရတဲ့အခြေအနေဖြစ်သွားတာမလို့ကြွေကြွေဆိုင်ရဲ့အခြေအနေကိုသူတို့မှပူပန်ပေးဖို့အတွက်အချိန်မရှိတော့ပါဘူး။ဒါကြောင့်လေပန်းကိုင်းကကြွေကြွေဆိုင်ရဲ့တိုက်ပွဲမှာလုံအောင်မှဝင်မကူခဲ့တာပါ။ပြောရရင်တော့သူတို့ကလေ တစ်ဖက်မှာအတိုက်ခိုက်ခံနေရတာပါမီးရန်တောင်ကြားကတော့မီးရန်တောင်ကြားအနေနဲ့ဝိညာဉ်ဘိမ့်မတ်ကိုရင်ဆိုင်တိုက်ခိုက်ဖို့ဆိုတာအဲ့ဒီအချိန်ဒီမှာသူတို့တတ်နိုင်တဲ့အရာမူသေးပါဘူးသူတို့ကကြဲကြွေဆိုင်ရင်အတွက်နဲ့ဝိညာဉ်ဘိမ့်မတ်ကိုရန်သူလုပ်ဖို့အတွက်မဆုံးဖြတ်နိုင်သေးပါဘူးဒါပေမဲ့ကြဲတပွင့်တိုင်းသူတော်စင်ရှောင်းဝန်းကပေါ်လာပြီးတဲ့နောက်မှာမီးရန်တောင်ကြားကဝိညာဉ်ဘိမ့်မတ်ကိုရင်ဆိုင်ဖို့အတွက်ဆုံးဖြတ်နိုင်ခဲ့တာပါ ပန်းကန်ရဝင်းညင်ဘိမ့်မဲ့တိုက်ခိုက်မှုကိုခံရတဲ့အချိန်မှာပန်းကန်ရဲ့ဘိုးဘေးကြီးကတကားပိတ်ကျင့်ကြံရာကနေထွက်လာပြီးပန်းကန်ကိုကာဝယ်ပေးခဲ့ပါတယ်။ဒါကြောင့်မလို့ပန်းကန်ကလည်းအန္တရာယ်ကင်းသွားခဲ့ပါတယ်။ ပန်းကားရဲ့ဘိုးဘေးကြီးနတ်သမီးချင်းနတ်သမီးချင်းဟာဆိုရင်တော့အစင်းမြင့်သူတော်စင်တပိုင်းအစင်းပညာရှင်ဖြစ်ပြီးအချိန်မြွေးသူကကျေရွေးတိုင်းသူတော်စင်အစင်းကိုတက်ရောက်တော့မဲ့အနေထားမှာရှိနေရပါနတ်သမီးချင်းရဲ့စွမ်းရည်ကိုပြောရမယ်ဆိုရင်တော့ထင်မင်နဲ့ဓာတ်တူပါပဲရောက်ချမ်းနဲ့ရှင်မယ်ဆိုရင်တော့နတ်သမီးချင်းဟာလေစိတ်ဝိညာဉ်အခြေအနေမှာ ရောက်ချမ်းထက်အားနေတာကြောင့်ရောက်ချမ်းထက်အားနေတယ်လို့ပဲပြောရမှာပါရောက်ချမ်းတော့နတ်သမီးချင်းထက်ပိုပြီးတော့တန်ပါပါတယ် ဒီနေရာမှာဆိုရင်ပန်းကားရဲ့အင်အားအလုံးရင်းကိုအားလုံးကမြင်တွေ့ရမှာပါလက်ရှိမှာယူရင်းကသူ့ရဲ့စီးတစိတ်ထဲကဒူချီဆွမ်းရဲ့အားလုံးကိုတန်းစင်နိုင်ပြီးသူကကျဲကိုပွင့်တိုင်းဝိဇာအဆင့်ကိုရောက်ရှိနေပါပြီနာလန်ယန်ကတော့အလွန်ဆုံးမှဒူဆုံးကျဲကိုပွင့်အဆင့်လောက်သာရှိအောင်မှာပါဒီမှာနတ်သမီးချင်းရဲ့အနောက်ကအကြီးကဲလေးယောက်သူတို့လေးယောက်လုံးဝဆိုရင်တော့ကျဲကိုပွင့်ထွန်းထိတ်တိုင်းဝိစာတွေဖြစ်ကြပါလေဒါကတော့ပန်းကိုင်းရဲ့အဓိကအင်အားပါ နတ်သမီးချင်းရဲ့ရောက်ချမ်းရဲ့ဆက်ဆံရေးကိုပြပြပေးပါမယ်။နတ်သမီးချင်းကရောက်ချမ်းအလဲပိုင်းကုမြင့်ကြီးကိုလှည့်လည်သွားလာချိန်မှာတွေ့ဆုံခဲ့ပြီးခင်မင်ခဲ့တဲ့သူတစ်ယောက်ပါ။ဒါအပြင်နတ်သမီးချင်းကအဲ့ဒီချိန်မှာတည်းကရောက်ချမ်းကိုတစ်ဖက်သက်သဘောကျခဲ့တာပါ။ဒါပေမဲ့လက်ရှိချိန်မှာတော့သူတို့ကအသက်တွေကြီးလာပြီးရင်းကျက်လာတဲ့အရွယ်ကိုရောက်နေကြပါပြီ။ ဒါကြောင့်မလို့ရောက်ချမ်းအနေနဲ့နတ်သမီးချင်းပေါ်ခန်းစားချက်ရှိလားပြောရမယ်ဆိုရင်တော့ခန်းစားချက်မရှိဘူးလို့ပဲပြောရမှာပါရောက်ချမ်းဆိုတဲ့အဖိုးကြီးရဲ့စိတ်ထဲမှာလက်ရှိရှိနေတဲ့တခုတည်းတော့အတွေ့ရတော့သူကရှောင်းဝန်းကိုအတက်နိုင်ဆုံးကူညီပေးပြီးရှောင်းဝန်းကခန်းစားနေရတဲ့ဝင်းဒိုးဝင်ပိုးတွေဖိအားတွေကိုကူညီပြီးတော့ဖြည့်ရှင်းပေးနိုင်ဖို့အတွက်ကပဲရောက်ချမ်းရဲ့လက်ရှိအဖြစ်ချင်းဆုံးသောစာနာပါဒါအပြင်နောက်ပြီးတော့ရောက်ချမ်းမှာသူ့မိဘတွေရဲ့စာနာကိုဖြည့်ဆည်းပေးဖို့အတွက်သူ့ဘဝမှာအလိုချင်အတန်းတဆုံးသောစာနာတစ်ခုကလည်းရှိနေပါသေးတယ် အဲ့ဒါကတော့ spoiler ဆိုပေမဲ့လည်းဇလန်အပေါ်မှာဘာထိခိုက်မှုမှမရှိတာကြောင့်ကျွန်တော်ထည့်ပြပြပေးပါမယ်။အဲ့ဒါကတော့ရောက်ချမ်းရောင်ကလန်ရဲ့မျိုးနွယ်စုကြောက်စာတိုင်းကြီးမှာသူ့မိဘတွေရဲ့နာမည်ကိုရေးထိုးခွင့်ကိုရရှိဖို့ပါ။ရောင်ကလန်ဆိုတာကတော့ရှေးအောင်မျိုးနွယ်စုကြီး၈ခုတွေကတစ်ခုဖြစ်ပြီးရောက်ချမ်းရဲ့မိုးရဇာတိမြေဆိုရင်လည်းဟုတ်ပါလေ။ရောင်ကလန်မှာမျိုးနွယ်စုကပီးကြောက်စာတိုင်းဆိုတဲ့မျိုးနွယ်စုအထိမ်းမဲ့ကြောက်စာတိုင်းကြီးရရှိပါတယ်။အဲ့ကြောက်စာတိုင်းပေါ်မှာနာမည်ကိုရေးထိုးခွင့်ရဖို့ကရောင်ကလန်ရဲ့မျိုးနွယ်ဝင်တိုင်းကအလိုချင်အတန်းတဆုံးသောအရာတစ်ခုပါ။ရောက်ချမ်းကတော့ ရောင်ကလန်ပေါ်တန်ရုံးစီလည်းမရှိသလိုအဲ့ဒီစိတ်ဆာနာကလည်းသူ့စီမှာမရှိပါနဲ့သူ့မိဘတွေရဲ့စိတ်ဆာနာကတော့သူ့စီမှာရှိနေပါတယ်သူ့မိဘတွေကသူတို့နောက်ဆုံးမတည်ဆုံးခဲ့တဲ့အချိန်မှာတော့သူတို့ကကပီးကြောက်စားနိုင်ပုံမှာနာမည်ကိုရေးထိုးနိုင်ဖို့အတွက်မျှော်လင့်ခဲ့ကြပါတယ် ဒါကြောင့်မလို့ရောက်ချမ်းရဲ့အဖြစ်ချင်းဆုံးသောစာနာရီထဲကတခုကိုပြောရမယ်ဆိုရင်တော့သူကရောင်ကလေးရဲ့ကပီးကြောက်စာတိုင်းမှာသူ့မိဘတွေရဲ့နာမည်ကိုရေးထိုးနိုင်ခွင့်ကိုရရှိဖို့အတွက်ပါဒါဆိုရင်တစ်ဖက်ရောက်ချမ်းနဲ့သမီးချင်းကိုမဟာမိတ်ဖိတ်ခေါ်တဲ့နေရာကိုပြန်သွားလိုက်ရအောင် Thai Internet Free Data ထုမှု AIS များကိုအခမဲ့ Khai VPN ဆော့ဝဲမှာစိတ်ကြိုက်အသုံးပြုနိုင်ပါတယ်အသုံးပြုနည်းကိုလည်း Common ရဲ့ Facebook အကောင့်လေးမှာတွားရောက်ပြီးတော့မြင်းမြန်းနိုင်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းတုံးကြီးတလောက်တော့အတော်လေးကိုမှအဆင်ပြေပါတယ် နတ်သမီးချင်းရရောက်ချင်းကိုငယ်စဉ်တုန်းကသဘောကျခဲ့ပူပါတယ်ဒါပေမဲ့လက်ရှိအချိန်ထိလည်းသဘောကျနေတော့မှာပဲသူကနတ်သမီးချင်းကစကားကြင်ကြက်တန်းလေးကိုပြောနေပေမဲ့လေရောက်ချင်းကအသက်ရှင်နေသေးတဲ့ဆိုတဲ့အပေါ်မှာသူကဝမ်းတာခဲ့ပါလေဒီမှာတစ်ဖြတ်ထပ်ပြီးတော့ရှင်းပြချင်တာပန်းကိုင်းမှာအစင်းမြင့်သူတော်စင်တပိုင်းအစင်းခင်မင်းနဲ့ဒန်းတူအစင်းရှိတဲ့ပညာရှင်ကရှိနေပါလျက်နဲ့ဘာကြောက်ပန်းကိုင်းက ခင်မင်ခိုင်ရဲ့ဖိနှိပ်ခြင်းကိုခံခဲ့ရတယ်ဒီမေကွန်းကိုလည်းအတော်များစိတ်ဝင်စားမယ်လို့ကျွန်တော်ထင်ပါတယ်ဒါကတော့ရိုးရှင်းပါတယ်အရင်ဆုံးအနေနဲ့ကျွန်တော်နိုဘယ်အတိုင်းကိုအရင်ပြပြပေးပါမယ်နိုဘယ်အတိုင်းမှာဆိုရင်ပန်းကိုင်းမှာသူတော်စင်တပိုင်းဆင်းပညာရှင်ကနှစ်ယောက်ရှိနေတာပါအဲ့နှစ်ယောက်ကတော့နတ်သမီးချင်းနဲ့နတ်သမီးဟွာဆိုပြီးတော့ညီအမနှစ်ယောက်ပါ ဒါပေမဲ့လက်ရှိဒုံဟာမှာတော့တယောက်တည်းကိုပဲဖော်ပြပေးထားပါတယ်။노베အတိုင်းမှာဆိုရင်တော့ခေမင်ကပန်းကိုင်းကိုဖိနှိမ်ခဲ့တဲ့အချိန်မှာနတ်သမီးချင်းနဲ့နတ်သမီးခွာညီမနှစ်ယောက်ကပေါင်းတိုက်တာတော့မှခေမင်ရဲ့ဖိနှိမ်မှုကိုခံရပါတယ်။ဒါဆိုရင်တော့နတ်သမီးချင်းနဲ့နတ်သမီးခွာခေမင်နဲ့တိုက်ခိုက်တဲ့အချိန်မှာတယောက်ကသူတော်စင်တပိုင်းအဆင့်အလဲအဆင့်ဖြစ်ပြီးနောက်တယောက်ကတော့ကနဦးသူတော်စင်တပိုင်းအဆင့်သာရှိနေသေးလို့ပါ။ဒါကြောင့်မလို့သူတို့ကခေမင်ရဲ့ဖိနှိမ်ခြင်းကိုခံခဲ့ရတာပါ။ အဲ့နောက်မှာတော့လက်သမီးချင်ရတကားပိတ်ကျင့်ကြံမှုကိုလုပ်ခဲ့ပြီးအစင်းမြင့်သူတော်စင်တပိုင်းအစင်းကိုချိုးဖြတ်ပြီးတဲ့နောက်မှာတော့ထင်မင်ကရှောင်းဝဲလက်ချက်နဲ့တိုက်ဆုံသွားပါပြီ။ဒါကြောင့်မလို့ပန်းကိုင်းရဲ့အချိန်ဒီကိုပြောရမယ်ဆိုရင်တော့လက်ရှိအချိန်ဒီနဲ့ပန်းကိုင်းကထင်မင်ခိုင်းကိုဂယူးဆိုင်စီရမလိုအပ်တော့တဲ့အချိန်ဒီပါ။ဒုံဟာမှာဆိုရင်တော့ညီမနှစ်ယောက်မဟုတ်ပဲနတ်သမီးချင်းတယောက်တည်းဟုတ်တာဖော်ပြထားတာပါ။ကျန်တာအားလုံးကတော့နိုဘယ်အတိုင်းအထူးတူပါပဲ။နတ်သမီးချင်းဟာအစပိုင်းမှာထင်မင်ရဲ့ဖိနှိပ်ခြင်းကိုခံရတယ်ပြီးတော့တကားပိတ်ကျင့်ကြံပြီးအစင်းမြင့်သူတော်စင်တပိုင်းအစင်းဖြစ်လာတယ်။ အဲ့ဒါကတော့အတူတူပါပဲ ဒါဆိုရင် review လေးကိုပြန်ဆက်လိုက်ရအောင်။ရောက်ချမ်းနဲ့သမီးချင်းကိုမဟာမိတ်ကိုဖိတ်ခေါ်တဲ့အချိန်မှာနဲ့သမီးချင်းကအစာပိုင်းမှာသဘောမတူခဲ့ပါဘူး။ဒါကဘာကြောက်လဲဆိုရင်တော့နဲ့သမီးချင်းကပန်းခိုင်းရဲ့အနာဂတ်ကိုကြည့်ရပါသေးတယ်။သူကပန်းခိုင်းရဲ့ဘိုးဘေးတယောက်ပါ။သူ့ရဲ့ဆုံးဖြတ်ချက်တစ်ခုကပန်းခိုင်းတစ်ခုလုံးနဲ့သက်ဆိုင်နေပါတဲ့။အကယ်၍ရောက်ချမ်းတို့ကသာကြာရှုံးခဲ့မယ်ဆိုရင်ပန်းခိုင်းရဲ့မီးမတွန့်နိုင်တဲ့တပည့်တွေရဲ့အသက်တွေကဆုံးရှုံးသွားပါလိမ့်မယ်။ဝိညာဉ်ဗိမ္မာန်တစ်ခုလုံးကပန်းခိုင်းကိုဖျက်ဆီးဖို့အတွက်လှုပ်ဆောင်ပါလိမ့်မယ်။ဒါကြောင့်မလို့သူကအဲ့ဒီအချက်ကိုလည်းထည့်သွင်းစဉ်းစားရပါသေးတယ်။ဘလို့ပဲဖြစ်ဖြစ်သူကပ 刚刚也不会掉吧？ ဒါပေမဲ့တစ်ဖက်မှာရောက်ချမ်းအနေနဲ့ကလည်းလက်မလျှော့ချင်ပါဘူးသူကဝိညာဉ်ဘိမ့်မှန်ရဲ့ရက်စတဲ့လုပ်ရက်တွေကိုပြောပြခဲ့ပါတယ်ပြီးတော့ရှေးယောင်းကလန်တွေကလင်းကလန်ရဲ့ပျောက်ဆုံးမှုပါထည့်ပြောခဲ့ပါတယ်လင်းကလန်ရဲ့ပျောက်ဆုံးမှုကြောင့်ရှေးယောင်းကလန်ရှစ်ခုကလည်းတည်ငြိမ်နေတာမဟုတ်တော့ပဲအရှုပ်ထွေးအခြေအနေထဲမှာရှိနေခဲ့ပါပြီဒါကြောင့်မလို့ဝိညာဉ်ဘိမ့်မှန်အနေနဲ့ဘယ်အချိန်မှမဆိုတိုက်ခိုက်မှုတွေကိုပြုလုပ်လာနိုင်တယ်ဆိုပြီးတော့ပြောခဲ့တာပါအဲ့ဒီအချိန်ကြောင့်ပဲနှစ်သမီးချင်းဟာထည့်သွင်းစဉ်းစားပြီးတော့ရောက်ချမ်းကိုတုံးရက်နေအဖြစ်ပြီးမဲ့ဆိုပြီးတော့ပြောခဲ့တာပါတုံးရက်အတွင်းမှာသူကရောက်လာရင်မဟာမိတ်ကိုသဘောတူတယ်သူကမရောက် ါဘူးဆိုရင်တော့မဟာမိတ်ကိုဝင်ဖို့အတွက်ငင်းပဲ့တာပါဒါပေမဲ့လေနတ်သမီးချင်းရဲ့အဖေကဘာဖြစ်မလဲဆိုတာအလုံးကထင်လေဝိညာဉ်ဗိမ္မာန်ဆိုတာအချိန်မေးကြောက်လာနိုင်တဲ့ဓာတ်စင်းပါဒါကြောင့်မလို့သူတို့ဘက်ကခုခံဖို့အတွက်ပြင်ဆင်ထားတာအကောင်းဆုံးရလက်ပါပဲဒါကြောင့်နတ်သမီးချင်းကမဟာမေးကိုသဘောတူဖို့တာဆုံးဖြတ်ခဲ့တာပါနောက်ဆုံးစေးကြောင်းဆောင် စေးချောင်းဆောင်တော့ရှောင်းဝမ်းတို့ကဖိဆာပူပြီးတဲ့အပြင်သူတို့ဆရာတပည့်နှစ်ယောက်လုံးကိုတိုင်ကိုကြသွားရောက်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီမှာတစ်ချက်ရှင်းပြပေးပါမယ်။စေးချောင်းဆောင်ရဲ့ဝိညာဉ်ဗိမာန်ရေနဲ့မီးလို့ဖြစ်နေကြတယ်ဆိုတာတော့အလုံးကတီးကြမှာပါ။သူတို့ကအမြဲတမ်းတိုက်ခိုက်မှုတွေရှိနေပြီးသူတို့ကြားထဲမှာကြီးမားတဲ့စစ်ပွဲတစ်ခုကတော့ဖြစ်ခဲ့ဘူးပါသေးတယ်။ အရင်ဦးဆုံးအနေနဲ့စေးကြောင်းဆောင်ရဲ့ဝိညာဉ်ဗိမ္မာန်ရဲ့ပဏိပခါကိုပြောမယ်ဆိုရင်တော့အဲ့စစ်ပွဲအကြောင်းကိုရှင်းပြပါလိမ့်မယ်။အဲ့ဒီစစ်ပွဲမှာဝိညာဉ်ဗိမ္မာန်ဘက်ကစေးကြောင်းဆောင်ရဲ့ဘိုးဘေးကြီးကိုလုံခြံတပ်ဖြတ်ခဲ့ပါလေ။ဒါကြောင့်စေးကြောင်းဆောင်ရဲ့ပညာရှင်အားလုံးကယူသွတ်သွားပြီးဝိညာဉ်ဗိမ္မာန်နဲ့စစ်ပွဲကြီးကိုစတင်ခဲ့ပါလေ။အဲ့လိုစစ်ပွဲကြီးကိုစတင်ခဲ့တဲ့အတွက်ကြောင့်မလို့စေးကြောင်းဆောင်ဘက်မှာလည်းဆုံးရှုံးမှုတွေကအတော်လေးကိုကြီးမားခဲ့တယ်လို့ဝိညာဉ်ဗိမ္မာန်ကလည်းဆုံးရှုံးမှုတွေရှိခဲ့ပါလေ။အဲ့နောက်မှာတော့သူတို့နှစ်ဖက်စလုံးကအပြန်အလှန်တိုက်ခိုက်ကြရင်လည်းလက်ရှိအခြေအနေထိဖြစ်လာတာပါ။ လက်ရှိမှာဝိညာဉ်ဘိမ့်မောင်ကိုအလဲပိုင်းကုမြင့်မှာအတန်မာဆုံးအဖွဲ့စည်းလို့ပြောရင်စေးကြောင်းဆောင်ကတော့ဒုတိယနေရာမှာအမြဲတမ်းရှိနေပါတယ်။ဒါကလည်းစေးကြောင်းဆောင်မှာစစ်မှန်တဲ့အင်အားရှိနေလို့ပါ။စေးကြောင်းဆောင်ရဲ့အပေါ်ယံမှာတော့ခေါင်းဆောင်၃ယောက်ကရှိနေတာပါ။ဒါပေမဲ့အဲ့ခေါင်းဆောင်၃ယောက်ဆိုတာစေးကြောင်းဆောင်မှာတကယ်တမ်းမှာတော့ဘာအခွင့်အာဏာမှရှိနေတာမဟုတ်ပဲအကြီးကဲအဆင့်သာရှိနေတာပါ။ စေးကြောင်းဆောင်ရီတစ်ခုလုံးကိုထိန်းချုပ်ထားတဲ့စစ်မှန်တဲ့အခွင့်အာဏာနဲ့စစ်မှန်တဲ့ခွန်အားရှိနေတာကတော့စေးကြောင်းဆောင်ရီနောက်ွယ်ရာစေးမြော့စင်ငယ်ပါစေးမြော့စင်ငယ်ကစေးကြောင်းဆောင်ရီတကယ်အင်အားဖြစ်ပြီးတော့အဲ့ဒီစေးမြော့စင်ငယ်ကိုဝင်ရောက်ဖို့အတွက်ဆိုရင်အစင်းရှင်းမော်စေးပညာရှင်ဖြစ်ဖို့အတွက်လိုအပ်ပါတယ်ပြီးတော့စိတ်ဝိညာဉ်အခြေအနေရလည်းကောင်းကင်အခြေအနေမှာရှိနေဖို့အတွက်လိုအပ်ပါတယ်အဲ့လိုမှသာစေးမြော့စင်ငယ်ကိုဝင်ရောက်ခွင့်ကိုရရှိမှာပါဒါကြောင့်မလို့ရွှန်ရီထန်လဲကြီးနဲ့ရွှန်ကုန်ကြီးတို့ကရောက်ချမ်းတဲ့မိတ်ဆွေရင်းတွေဖြစ်နေကြပါမယ်လေ သူတို့ကဒီမဟာမိတ်ကိစ္စမှာသူတို့ကူညီပေးနိုင်တာလေအတိုင်းအတာရှိနေပါလေစေးចောင်းဆောင်တစ်ခုလုံးရဲ့ဆုံးဖြတ်ချက်ကိုခြားရလောက်တဲ့အထိသူတို့ကကူညီပေးနိုင်စွမ်းမရှိနေပါဘူး ဒါဆိုရင်အဓိကအကြောင်းအရာကိုပြောပြပေးပါမယ်။စေးចောင်းဆောင်ဟာဘာကြောင့်မဟာမိတ်ကိုမိုးရင်တာလဲ။စေးចောင်းဆောင်ဟာရှေးဦးဆွဲပါတယ်။သူတို့ကဝိညာဉ်ဗိမ္မာန်နဲ့တော့နှစ်ပေါင်းများစွာရှင်ပြီးတော့တိုက်ခိုက်လာတာကြောင့်ဝိညာဉ်ဗိမ္မာန်ကိုကြောက်လို့မဟာမိတ်ဖွဲ့ရတယ်ဆိုတာမျိုးကြီးကိုသူတို့ကလက်မခံနိုင်ပါဘူး။ပြောရမယ်ဆိုရင်တော့စေးចောင်းဆောင်ဟာအဖိုးကြီးတွေဟာစာအုပ်ကြီးတိုင်းသာတွားနေကြတာပါ။အဲ့လိုအချက်တွေကြောက်ပဲစေးចောင်းဆောင်ဟာအဖိုးကြီးတွေဟာဝိညာဉ်ဗိမ္မာန်ကိုမကျင့်တတ်ပေမဲ့လေအခြားလူတွေနဲ့ပူးပေါင်းဖို့လည်းသဘောမကျပါဘူး။သူတို့ကဂျားနေရဲ့အဖြစ်သာရက်တည်နေတာပါ။ဒါကြောင့်မလို့လေစေးចောင်းဆောင်ကြီးကို ဖိတ်ခေါ်ဖို့အနေနဲ့ရောက်ချင်တဲ့ဆောင်ဝန်ကမပေါ်စာရေးပါဘူး။ဒါကြောင့်သူတို့ဆရာတပည့်နှစ်ယောက်လုံးကကိုတိုင်ကိုကြစီးတောင်းဆောင်ကိုတွားရောက်ပြီးတော့ဖိတ်ခေါ်ခဲ့တာပါ။ဒီမှာရောက်ချင်တဲ့ရွှေကုံကြီးတို့ရဲ့တွေ့ဆုံခန်း လက်ရှိမှာရွှန်ကုန်ကြီးကကနအူးသူတော်စင်တပိုင်းအဆင့်ကိုရောက်ရှိနေပါပြီ။သူကသူတော်စင်တပိုင်းအဆင့်ကိုချိုးဖျက်နိုင်ခဲ့ပြီးပါပြီ။ပြီးတော့ရွှန်ရင်နဲ့ထန်လေကြီးသူတို့နှစ်ယောက်လုံးကဆိုရင်တော့ပြောင်းလဲချင်းကိုးတွေအထွန်းထိပ်တိုင်းဝိစာအဆင့်ဖြစ်ပြီးအဆင့်ရှိအထွန်းထိပ်မှော့ဆေးပညာရှင်တွေလည်းဖြစ်ကြပါလေ။သူတို့ရဲ့စိတ်ဝိညာဉ်ကလည်းကောင်းကင်အခြေအနေမှာရှိနေကြတဲ့သူတွေပါ။သူတို့ကတော့ဒီနှစ်တည်းအတွင်းမှာဘာမှမများဆဆတိုးတက်လာခြင်းမရှိဘူးလို့ပဲပြောရမှာပါ။ရွှန်ကုန်ကြီးကတော့သူတော်စင်တပိုင်းအဆင့်ကိုထိုးဖောက်နိုင်ခဲ့ပါလေ။ရွှန်ကုန်ကြီးထန်လေကြီးနဲ့ရွှန်ရီတို့ကိုရောက်ချမ်းကဘလို့ခင်မင်ခဲ့လေ ယ်ဆိုရင်တော့ရောက်ချမ်းစေးတောင်းဆောင်မှာသူ့ဆရာဟန်ရှန်းရှန်းစီဟာနေပညာသင်ယူနေတဲ့အချိန်မှာရွှန်ကုံကြီးတို့ကလည်းစေးတောင်းဆောင်မှာလူငယ်မျိုးဆက်သစ်အဖြစ်သာရှိနေသေးတာပါအဲ့ဒီအချိန်မှာရောက်ချမ်းတော့သူ့ဆရာနဲ့အတူစေးပညာကိုဆွဲလန်းနေပြီးသူကဘာမှမသိတဲ့လူတစ်ယောက်ပါ ပြီးတော့အနာဂတ်မျိုးဆက်တစ်တည်းထဲမှာအတောက်ပဆုံးလူတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။သူ့ရဲ့ဆရာဟန်ရှန်းရှန်းကိုတော့အသက်ကြီးရလို့မထင်လိုက်ပါနဲ့။သူ့ရဲ့ဆရာကလည်းမျိုးဆက်တဲ့လူငယ်ပါပဲ။ဒါပေမဲ့သူ့ရဲ့ဆရာအသက်ငယ်လေးနဲ့အစင်းခွနဲ့မော်စေးပညာရှင်တော်ဖြစ်နေပါပြီ။ရွှန်ကုံကြီးထန်လေကြီးနဲ့ရွှိုင်းတို့နဲ့ရှင်မယ်ဆိုရင်တော့သူ့ဆရာအများကြီးပို့ပြီးတော့စီနီယာကျပါတယ်။ ဟန်ရှင်းရှင်းနဲ့ရောက်ချင်းရဲ့အကြောင်းတော့ကျွန်တော်ဟိုးရင်ဗီဒီယိုဒီမှာလည်းအသေးစိတ်ရှင်းပြပူပါတယ်ကျွန်တော်နောက်ကျရင်ရောက်ချင်းငယ်ဘွားအကြောင်းအစအဆုံးကိုကျွန်တော်ဗီဒီယိုတစ်ပုဒ်တစ်သက်တင်ပြီးပါမယ်အခုကတော့ရောက်ချင်းငယ်ဘွားအကြောင်းပြောနေတာမဟုတ်တဲ့အတွက် review လေးကိုပဲပြန်ဆက်လိုက်ရအောင်အဓိကပြောချင်တာကတော့ထန်လေကြီးရွှန်ရင်နဲ့ရွှန်ကုန်ကြီးကိုရောက်ချင်းဆေးကြောင်းဆောင်မှာတူနေခဲ့တဲ့အချိန်မှာခင်မင်ခဲ့တာပါအဲ့ဒီအချိန်မှာလေကရွှန်ရီကရောက်ချင်းကိုတစ်ဖက်သက်ချစ်ကြိုက်နေခဲ့တာပါဒီမှာတစ်ဖက်ပြောပြချင်တာကရောက်ချင်းကနတ်သမီးချင်းပေါ်မှာခံစားချက်မရှိဘူးလို့ကျွန်တော်အရှိမပြောခဲ့ပေမဲ့ရွှန်ရီပေါ်မှာ တော့ရောက်ချမ်းခန်းစားချက်အနေငယ်ရှိခဲ့ဘူးပါလေ။ ဒါကတော့လက်ရှိအချိန်ထိပါပဲဒါပေမဲ့ရောက်ချမ်းရဲ့တကယ်ချေရသူကရွှေရင်မဟုတ်ပါဘူးဒါကြောင့်မလို့ရောက်ချမ်းကရွှေရင်နဲ့တွေ့ဆုံအချိန်မှာသူကမိတ်ဆွေအစင်းထက်တာမပူခဲ့တာပါဒီမှာရွှေကုံကြီးတို့ကရောက်ချမ်းကဖိတ်စာပေးလိုက်တဲ့အကြောင်းကိုစင်းမြောက်စင်ငယ်ကိုတင်ပြပေးခဲ့ပါတယ်စင်းမြောက်စင်ငယ်ရဲ့အကြီးကဲအစည်းအဝေးမှာခေါင်းဆောင်အကြီးကဲ၈ဦးကရှိပါတယ်အဲ့အကြီးကဲ၈ဦးလုံးကဆိုရင်လည်းအစင်းရှိမော်စေးပညာရှင်တွေဖြစ်ကြပြီးကောင်းကင်အခြေအနေစိတ်ဝိညာဉ်ကိုရောက်ရှိနေတဲ့သူတွေကြီးပါပဲဒါပေမဲ့ကျဲကျွေးဆိုင်ကမဟာမိတ်ဖိတ်စာကိုပို့လိုက်ချိန်မှာသူတို့ရဲ့စင်းမြောက်စင်ငယ်အကြီးကဲ ဲအစည်းအဝေးကမဲခွဲဆုံးဖြတ်မှုကိုပြုလုပ်ခဲ့ကြပါတယ်အကြီးကဲအစည်းအဝေးမှာအကြီးကဲ၈ယောက်ကရှိပြီးရွှေရီတို့၃ယောက်ကတော့ရောက်ချမ်းတို့ဘက်ကိုမဲပေးခဲ့ကြပါတယ်ဒါကြောင့်မလို့သူတို့ကဒါအပြင်ဟိုမှာဝိညာဉ်ဘိမ့်မတ်ကိုအတော်လေးဟိုမှာရန်ညိုးကြီးနေတဲ့အကြီးကဲတယောက်ကလည်းရောက်ချမ်းတို့ဘက်ကနေမဲပေးခဲ့ပါတယ်ဒါကြောင့်ရောက်ချမ်းတို့ကလက်ခံမဲ့လီမဲကိုရရှိပြီးညင်းပဲ့မဲ့လီမဲနဲ့အဆုံးသတ်သွားပါတယ်ဒါတော့လက်ရှိမှာရွှေကုံကြီးရရောက်ချမ်းကိုပြောပြနေရပါပြီးတော့ရွှေကုံကြီးရဒီမှာပြောတဲ့ဘိုးဘေးရဒီမှာရှိမနေဘူး အသက်ကြောက်စင်ရတာရှိမနေဘူးဆိုရင်သူကတခုဖြစ်နေမှာအောင်တော့စိုးရိမ်နေရတယ်ဆိုပြီးတော့ထဲလေကြည့်ရပါဝင်ပြောခဲ့ပါတယ်ဒီမှာသူတို့ပြောတဲ့ဘိုးဘေးကဘာတူလဲအဲ့ဒီဘိုးဘေးကဆိုရင်တော့စေးကျောင်းဆောင်ရဲ့တကယ်အစ်မထောက်တိုင်ဖြစ်ပြီးဒါကြောင့်ဘိုးဘေးကလည်းရှိမနေတဲ့အတွက်ကြောင့်မလို့အဲ့ဒီစေးကျောင်းဆောင်ရဲ့ဘိုးဘေးကြီးကကျယ်၆ပွင့်တိုင်းသူတော်စင်မှာဝိညာဉ်ဗိမ့်မှန်တခင်ဝင်မင်းရှမ်းထန်းအောင်မှာပို့ပြီးတော့အစွမ်းထပ်ပါတယ်ကျယ်၆ပွင့်တိုင်းသူတော်စင်အစဉ်စွမ်းရည်ရှိနေပါတယ်ပြီးတော့ထူးခြားတာကတော့သူကလူမဟုတ်ပဲအစဉ်ကိုရွှန်စည်းလုံးတစ်လုံးမှာ အဆင့်ကိုစီလုံးနေမှာအဆင့်သမတ်ချက်က၄မျိုးပဲရှိပါတယ်။ယတနာစီလုံး၊ရွှန့်စီလုံး၊ရွှေစီလုံးဒီအဆင့်ဧကရစ်စီလုံးဆိုပြီးတော့၄၀ပဲရှိပါတယ်။ ဆေးကြောင်းဆောင်ရဲ့ဘိုးဘေးကြီးကတော့ရွှန်ဆေးလုံးမှာရွှန်ဆေးလုံးဆိုပေမဲ့လေသူ့ကိုဖော်ဆက်ခဲ့တဲ့ဆေးလုံးဖော်ဆက်စရာသူ့ရဲ့အသက်ကိုပါရင်းပြီးတော့အဆင့်ကိုရွှန်ဆေးလုံးကိုရောင်းဖော်ဆက်ခဲ့တာမလို့သူ့ရဲ့စိတ်ဆန္ဒတွေကအဆင့်ကိုရွှန်ဆေးလုံးနဲ့မှပေါင်းဆက်သွားပြီးအသက်ရှင်တန်နေတဲ့လူတယောက်အဖြစ်ပြောင်းလဲသွားတယ်လို့ပြောလို့ရပါတယ်ပြောရမယ်ဆိုရင်တော့အဲ့ဒီဆေးကြောင်းဆောင်ရဲ့ဘိုးဘေးကြီးဆေးလုံးလူသားကိုသူ့ကိုဖော်ဆက်ခဲ့တဲ့မော်ဆေးပညာရှင်လို့ပဲပြောမယ်ဆိုရင်လည်းရပါတယ်ဒါကြောင့်မလို့ထူးခြားဖြစ်စဉ်တစ်ခုကြောင့် အဲ့ဒီအဆင့်ကိုရွှန်စည်းလုံးဝအဲ့မော်စီးပညာရှင်ရဲ့စိတ်ဆာနာနဲ့လုံအောင်ပေါင်းဆက်သွားပြီးသူကအသက်ရှိနေတဲ့လူတစ်ယောက်လိုဖြစ်သွားတာပါဒါအပြင်ကမှသူကစေးတောင်းဆောင်ဟာဒုက္ခရောက်တိုင်းမှာအကြိမ်ကြိမ်ကယ်တင်ပေးခဲ့ပါတယ်နောက်ဆုံးမှတော့သူ့ရဲ့အခွင့်အာဏာစေးတောင်းဆောင်မှာအမြင့်မားဆုံးဖြစ်လာခဲ့ပြီးသူကစေးတောင်းဆောင်ကြီးမှာဩဇာအာဏာအရှိဆုံးလူတစ်ယောက်ပါဖြစ်လာခဲ့တာပါအဲ့ဒီစေးလုံးလူသားဘိုးဘေးကြီးကိုအားလုံးကခေါ်ကြတာကတော့နွားចောင်းသားလေးလို့ခေါ်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ပုံစံကအမြဲတမ်းပြောင်းလဲနေလို့ပါ။သူကကိုဝင်ဆောင်အမျိုးသမီးတွေကိုအမြဲတမ်းရှာတတ်ပါတယ်။ကိုဝင်ဆောင်အမျိုးသ မီးတွေကိုရှာတယ်ဆိုတာကတော့အဲ့ဒီကိုဝင်ဆောင်အမျိုးသမီးတွေရဲ့ဝမ်ပိုက်ထဲမှာတည်ဆုံးထားတဲ့ကလင်းငယ်တွေကိုရှာတာပါအဲ့ကလင်းငယ်တွေကိုရှာပြီးွားရင် သူကသူ့ရဲ့ဝိညာဉ်ကိုအဲ့ကလင်းငယ်တွေထဲကိုပြန်ပြီးတော့ဝင်စားပါတယ်သူကစေလုံးဖြစ်တဲ့ပုံမှာဝိညာဉ်ခွဲထုတ်ရတာသူ့အတွက်အလွယ်လေးပါပဲအဲ့လိုပြန်လည်ပြီးတော့ဝင်စားပြီးတော့သူကတမန်လူသားတယောက်ရဲ့ဘဝနဲ့ရှင်သန်ပါတယ်မွေးဖွားတယ်တည်ဆုံးတယ်သူကအဲ့လိုမျိုးလောကကြီးကိုခံစားရင်းနဲ့ရှင်သန်နေရပါဒါကြောင့်မလို့သူကစေးကြောင်းဆောင်မှာရှိမနေပါဘူး ဆေးကြောင်းဆောင်အန္တရာယ်ဖြစ်တဲ့အချိန်ကြားမှသာသူကဆေးကြောင်းဆောင်မှာပေါ်လာတတ်ပါလေဒါကတော့ဆေးကြောင်းဆောင်ရဲ့အဓိကတောက်တိုင်ဘိုးဘေးကြီးပါပဲလက်ရှိမှာသူကရှိမနေတဲ့အတွက်ကြောင့်မလို့မဟာမိတ်ရဲ့ဆုံးဖြတ်ခွင့်ကိုဆေးမြောက်စင်ငယ်ရဲ့အကြီးကဲအစည်းအဝေးကဆုံးဖြတ်ကြပါလေလက်ရှိအချိန်မှာရွှံကုန်ကြီးရဲ့ပြောစကားအရသူတို့ကလီမဲလီမဲရလက်ဖြစ်သွားတဲ့အတွက်ကြောင့်မလို့မဟာမိတ်အတွက်ကရှောင်းဝမ်းတို့ကအိမ်ပြန်ရမယ့်အချိန်မျိုးကိုရောက်ရှိသွားပါတယ်ဒါပေမဲ့ကန်ကောင်းချင်တာကတော့ရှောင်းဝမ်းတို့ကရောက်လာတဲ့အချိန်မှာပဲအကြီးကဲအစ်စ်ရွေးချယ်ပွဲကိုကျင်းပနေရပါတယ် ဒါကြောင့်မလို့ဆေးကြောင်းဆောင်ရဲ့စက္ကန့်သူခေါင်းဆောင်ဆေးကြောင်းဆောင်ရဲ့ချန်ပီယံတယောက်အနေနဲ့ရှောင်းဝမ်ကဆေးမျိုးစင်ငယ်ရဲ့အကြီးကဲပြိုင်ပွဲမှာအနိုင်ရပြီးအကြီးကဲတယောက်ဖြစ်လာမယ်ဆိုရင်တော့သူကမဟာမိတ်ကိုထောက်ခံလိုက်တာနဲ့ဆေးကြောင်းဆောင်တစ်ခုလုံးကချွင်းချမ်းမရှိအားလုံးကမဟာမိတ်ကိုအပြေးအဝပူးပေါင်းလာမှာပါဒါကြောင့်မလို့ရှောင်းဝမ်ကအရင်ဦးဆုံးအနေနဲ့သူကမော့ဆေးပညာရှင်တစိမ့်ရရှိအောင်လို့စမ်းသပ်မှုတွေကိုတက်လုပ်ခဲ့ပြီးအစင်းရှိတစိမ့်ကိုရရှိခဲ့ပါတယ်။ဒီမှာတွေ့တဲ့အဖိုးကြီးကိုဒါကတော့အကြီးကဲဆေးပြိုင်ပွဲမှာရှောင်းဝမ်ရဲ့အဓိကပြိုင်ပွဲဖြစ်လာမယ်သူပါ။သူကတော့ ဒီအဖိုးကြီးဟိုကအထင်သေးလို့တော့မရပါဘူး။သူကတစ်ချိန်ကရောက်ချမ်းစီရအောင်မှော့ဆေးပညာရှင်ပြိုင်ပွဲရဲ့ချန်ပီယံနေရာကိုလူရလူနီးပါးအထိလုံနိုင်ခဲ့တဲ့အရေးချင်းရှိတဲ့သူတယောက်ပါ။သူ့ရဲ့မှော့ဆေးပညာစွမ်းရည်ကလည်းအဆင့်ချင်းအထွန်းထိပ်ကိုရောက်နေပါပြီ။သူ့ရဲ့ဒုတိုင်းပညာအဆင့်ရတော့ပြောင်းလဲခြင်းကိုယ်တွယ်အထွန်းထိပ်အဆင့်ပါပဲ။သူ့ရဲ့စိတ်ဝိညာဉ်ကတော့ကောင်းကင်အခြေအနေပါ။ဒါကြောင့်မလို့ဒီအဖိုးကြီးဟိုလည်းအထင်သေးလို့မရပါဘူး။သူ့ရဲ့စွမ်းရည်ကိုပြောရမယ်ဆိုရင်ရွှံကုန်ကြီးတို့ထက်အနေငယ်လေးမှနေကြမနေပါဘူး။ရောက်ချမ်းနဲ့တွက်ရှိမယ်ဆိုရင်တော့အနေငယ်နေကြနေပါလိမ့်။ အဖိုးကြီးဟိုကသူ့ရဲ့စိတ်ထဲမှာယောက်ချမ်းကိုရှုံနေခဲ့တာအကြောင်းအမြဲတမ်းအခဲမကျေဖြစ်နေခဲ့ပြီးသူကယောက်ချမ်းကိုအနိုင်ယူဖို့ကိုအမြဲတွေးနေခဲ့ပါလေ။ ရောက်ချမ်းကိုအနိုင်လိုချင်တာကတော့သူ့ရဲ့အကြီးမားဆုံးသောစိတ်ဆန္ဒလို့ပြောရင်လည်းမမှားပါဘူး။ဒါပေမဲ့လည်းစိုးတာကသူကရောက်ချမ်းနဲ့စီးပြိုင်မှုမှာပြန်ရမှာမဟုတ်ပဲရှောင်းဝမ်းနဲ့ပြန်ရမှာပါ။ဒီမှာတော့အဖိုးကြီးကရောက်ချမ်းနဲ့ပြန်ရမှာထင်ပြီးကောင်းကောင်းကြီးစိန်ခေါ်ပြီးသူ့အတူတူလစ်သွားပါတယ်။ဒီအဖိုးကြီးဟိုကရောက်ချမ်းပေါ့အညှိုးရှိရဆိုပေမဲ့လည်းမကောင်းတဲ့လူတယောက်တော့မဟုတ်ပါဘူး။သူကစေးကြောင်းဆောင်အတွက်ဆိုရင်သူ့ရဲ့အတက်ကိုစရေရမယ်ဆိုရင်တော့မှတွန်းဆုတ်ခြင်းမရှိပဲစရေပေးမဲ့လူတယောက်ပါ။ဒီမှာရောက်ချမ်းနဲ့ရှောင်းဝမ်းတို့ကဝင်သွားတဲ့လီဟာနဲ့ဒါဆိုင်တော့စေးမြော့စင်ငယ်ကိုပိုင်လီဟာနဲ့လောက ငယ်ပါဒီလီဟာနဲ့လောကငယ်ဟာကြက်ကြွေဆိုင်ရဲ့လီဟာနဲ့လောကငယ်ထံတော်ပို့ပြီးတော့မြင့်မာပါတယ်ဒါတိုင်းသူတော်စင်ကဖန်တီးထားတဲ့လီဟာနဲ့လောကငယ်ပါစေးတောင်းဆောင်မှာတိုင်းသူတို့စင်ကြီးရရှိနေတဲ့အတွက်ကြောင့်မလို့လေဟာနဲ့လောကငယ်ရှိနေတာကတော့အစမ်းတော့မဟုတ်တော့ပါဘူး ဒါပေမဲ့အဲ့လီဟာနဲ့လောကငယ်ထဲမှာစိုက်ပျိုးထားတဲ့ဆေးပင်အလုံးကတော့ဆေးကြောင်းဆောင်ရဲ့တကယ်အဖိုးတန်ယတနာတွေလို့ပြောရမှာပါ။ဆေးမျိုးစင်ငယ်ကအဖိုးကြီးတန်ရဲ့ယတနာတွေလို့ပြောရင်လည်းမမှားပါဘူး။သူတို့ကအဲ့ဒီလီဟာနဲ့လောကငယ်ထဲမှာတမျက်တနှုံးနဲ့ဆေးပင်တွေကိုစိုက်ပျိုးလေးရှိကြပါလေ။ဆေးကြောင်းဆောင်ရဲ့ပထမအကြီးကဲအဆင့်ကိုမှော်ဆေးပညာရှင်ပထမအကြီးကဲလင်ဟာဆိုရင်တော့အဆင့်ကိုယတနာဆေးလုံးတွေကိုတန်းစီနိုင်တဲ့အဆင့်ကိုမှော်ဆေးပညာရှင်တယောက်ပါ။ ဒီမှာအကြီးကဲလင်ရဲ့ရင်ဘတ်ကတစိ့အဲ့ဒီအပြောင်တစိ့လေးရဆိုရင်တော့အဆင့်ကိုမော့ဆေးပညာရှင်တစိ့ပါအကြီးကဲလင်ရဲ့စိတ်ဝိညာဉ်ကတော့ရောက်ချင်တဲ့အတူတူပါပဲပြည်စုံကောင်းကင်အခြေအနေကိုဝင်ရောက်တော့မဲ့အခြေအနေမှာရှိနေတာပါရွှန်ကုံကြီးတော့မပါပဲစေးမြော့စင်ငယ်ရဲ့ခေါင်းဆောင်အကြီးကဲရှေးဦးထဲရအကြီးကဲလေးရအဲ့လေးရထဲမှာတုံးရောပါဆိုရင်တော့သူတော်စင်ဒပိုင်းအဆင့်ပညာရှင်မှာ သူတော်စင်ဒီဗိုင်းဆင်းရဲ့အလဲအဆင်းပညာရှင်နှစ်ယောက်နဲ့အစင်းမြင့်သူတော်စင်ဒီဗိုင်းဆင်းပညာရှင်တစ်ယောက်ကအဲ့လေးယောက်ထဲမှာပါဝင်နေပါတယ်။ကျန်တဲ့လူတွေကတော့ပြောင်းလဲခြင်းကိုယ်တွေအထွန်းထိပ်တိုင်းဝိဇာပါ။ဒီဆင်းမြောက်စင်ထဲမှာရှိနေတဲ့မှော့ဆေးပညာရှင်အားလုံးဟာဆိုရင်တော့တိုင်းဝိဇာအဆင့်မှာရှိနေကြတဲ့သူတွေကြီးပါပဲ။ဒါကြောင့်မလို့ဆေးကြောင်းဆောင်ရဲ့အင်အားကိုပော့တီတီမဟုတ်ဘူးလို့ပြောတာပါ။ဝိညာဉ်ဗိမ္မာန်နဲ့နှစ်ပေါင်းများစွာရှင်ပြီးတော့ရင်ဆိုင်တိုက်ခိုက်လာနိုင်တဲ့ဆေးကြောင်းဆောင်ရဲ့အင်အားကဟာတာတက်တက်တော့ဟုတ်မနေပါဘူး။သူတို့ကအမှန်တကယ်ကိုလည်းအစွမ်းထက်ကြပါတယ်။ကျွန်တော်တော့ခရိုစာကီပါ။ဒီနေ့ဗီဒီယို ော့ဒီလောက်ပါပဲနောက်ဗီဒီယိုဒီမှာပြန်တွေ့ကြပါဦး